အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12 mathematics သင်ကြားပေးမယ်ဆရာကောင်းပဲဖြစ်ပါတယ်ဆရာဒီနေ့သင်ကြားပေးမယ်သင်ခန်းစာလေးကကြတော့ chapter 2 mathematics ရဲ့ intention ဆိုတဲ့သင်ခန်းစာလေးပဲဖြစ်ပါတယ်အဲ mathematics ရဲ့ intention မှာမှာအရင်လေးက exam 2ထိပြီးသွားခဲ့ပြီအခု part 2ပေါ့နော် part 2ဆိုတော့ exam 3ရနေမှာစပြီးရှင်းသွားမှာဖြစ်တယ်အားဆိုရင်ဆက်ပြီးတော့မှလိုက်ကြည့်ရအောင် အဲ့ဆိုရင် example 3သူပြောတယ် use the mathematical intention principle to prove that 3 power n minus 1 is a multiple of 2 for all natural number n ဒီ statement မှာဆိုရင် 3n minus 1ဟာဆိုရင် is a multiple of 2သူရဲ့ဇာတုကိန်းนี่ဖြစ်ကြောင်းကို mathematical induction principle ကိုသုံးပြီးတော့မှတက်တည်ပြပေးရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ပထမဦးစွာအဆင့်တွေနဲ့ PN ဆိုပြီးတက်မှတ်မှာပေါ့။ဒါကြောင့်မို့လို့ Let Pn denote the statement 3n minus 1 is a multiple of 2. ဒီ statement 3n minus 1ဟာဆိုရင်2ရဲ့စာတုကိဖြစ်တယ်ဆိုပြီးတော့မှသတ်မှတ်ပေးရမှာ ဖြစ်တယ်။အဲ့တော့ဘာလို့ပြရမလဲဆိုရင်ဒီမှာဆိုရင် n equal to 1ဖြစ်ကြောင်းကိုသတိပြပြရမယ်။အားကြောင့်မလို့ for n equal to 1 n equal to 1ဖြစ်ခဲ့ n equal to 1ဖြစ်တဲ့အခါမှာဆိုရင်3 power 1 minus 1 3 power 1 1ဆိုရင်3 1ပဲဘောအဲ့ဆိုရင်2ဆိုပြီးအဖြေရလာပြီဟုတ်ပြီ तू ကတကယ်လို့ဒီနေရာမှာ3 power 2 1လို့ထားမယ်အဲ့3 power 2ဆိုရင်6-1ဟုတ်ပြီနော်အဲ့6 1ဆိုရင်5ဆိုပြီးရလာမှာဖြစ်တယ်ရလာတဲ့ပြည့်ဖြေရကြတော့ तू နဲ့သုံးတာဖြစ်တဲ့ကြောင့်မို့လို့ तू ဟာဆိုရင် multiple or 2 तू ရဲ့ဇာတုကိနေဖြစ်တယ်ဆိုပြီးတော့မှ तू ကပြောထားတယ် which is the multiple of two three power and လို့တမန်တဲ့ခါမှာ2ရရတဲ့ကြောင့်မလို့ which is the multiple of two 2ရဲ့ဇာတုကင်းလေးဖြစ်သွားပြီဒါကြောင့်မို့လို့သူကဆိုရင် this statement pn is true for n equal to 1သူက n တန်ဖို့1အစားထိုးတဲ့ခါမှာသူက2လေးရလာပြီ2ဆိုတာကြတော့2ရဲ့ဇာတုကင်းရဲ့အငယ်ဆုံးဇာတုကင်းလေးဖြစ်တယ်ဒါကြောင့်မို့လို့မှန်ကြောင်းတတိပြပြီးွားပြီမှန်ကြောင်းတတိပြပြီးွားရင် n က k ဖြစ်ကြောင်းယူဆပြရမယ် ါကြောင့်မို့လို့ action that the statement is true for n equal to k n equal to k ဖြစ်ကြယူဆမယ်ဆိုရင်ဘယ်လိုရေးပြရမလဲ 3k 1 is a multiple of 2 3k 1ကဆိုရင်2ရဲ့စာတူကိန်းဖြစ်တယ်ဆိုပြီးတော့မှယူဆလိုက်ပြီးအဲဒါဆိုရင်မှန်ကြောင်းလေးပြပြီး why ယူဆပြီး why ဆိုရင် k ပြီး why ဘာလို့ပြရမလဲ k+1 မှန်ကြောင်းသက်သေပြပြရမယ်ဒါကြောင့်မို့လို့ we will show that the statement is true for n equal to k plus 1 n equal to k plus 1ဆိုတဲ့ statement ကြီးမှန်ကြောင်းတတိပြတော့မယ်အဲဆိုရင် to prove တတိပြမှာဆိုရင်တော့ 3k plus 1 minus 1 is a multiple of 2 3k plus 1 minus 1ကဆိုရင်2ရဲ့ဘာလဲဆိုရင်စာတူကြီးနေဖြစ်ကြောင်းတတိပြတော့မယ်တတိပြမယ်ဆိုရင်စပြီးကြအောင် proof သူကပြောရတယ်3 power k plus 1 minus 1 အဲ့မှဆိုရင် तू ကဘယ်လိုရေးထားလဲဆိုတော့ k+1 အခြေတူဟုတ်မနော်အခြေတူကိန်းနှစ်ခုကိုမြှောက်ရင်ထက်ညွန်ညင်ပေါင်းရတယ်လို့သင်ထားဘူးလေဒါကြောင့်မို့လို့3 power k into 3 power 1 minus 1အဲ့တော့ဒီမှာဆက်ပြီးတော့ကြည့်ရအောင်အဲ့တော့ d3 လေး d3 လေးကိုခွဲရေးမှာပေါ့ခွဲရေးတော့2 plus 1လို့ခွဲရေးမယ်2 plus 1 3 power k minus 1ဆိုပြီးခွဲရင်မယ်ဒီ2 1ဘယ်မှာလာတာမဟုတ်ဘူးเนาะဒီ 3d ရနေမယ်လာတာဒါကြောင့်မို့လို့2 into 3 power k plus 3 power k minus 1ဆိုပြီးရလာမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာကြည့်မယ်ဟိုဟာ3 power k ရဲ့မြတ်ဖို့ခင်နေရ2ဒါကြောင့်မို့လို့စင်3 power k minus 1 is a multiple of 2 3 power k minus 1ဆိုရင်2ရဲ့စတုကင်းဖြစ်ခဲ့မယ်ဆိုရင် တူရင်သူသတိပါဝါခေရလည်းအစ္စမာတိဖဲအော်သူသူရဲ့မြောက်ဖို့ဂိမ်းပဲဖြစ်မှာဖြစ်တဲ့ therefore ဒါကြောင့်မို့လို့တူရင်သူသတိပါဝါ k+ သတိပါဝါ k-1 is a multiple of သူဒီဂိမ်းနိုင်တစ်ခုလုံးอ่ะဆိုရင်သူရဲ့ဇာတုဂိမ်းဖြစ်သွားပြီအဲဆိုရင်ဒီစစ်မှာလည်းမှန်သွားပြီဆိုတော့ therefore the statement is true for n equal to k+1 n equal to k plus 1ဆိုတဲ့အဆင့်ရလဲမှန်သွားပြီအဆင့်နောက်ဆုံး conclusion ရတဲ့အခါမှာဆိုရင် hence by principle of mathematical induction the statement p is true for all natural number n ဒီဟာလေးကတော့နောက်ဆုံးမှာဆိုရင် conclusion နေနဲ့ပြန်ပြီးရေးပြရမှာဖြစ်တယ်အဲဆိုရင်နားလည်မလို့ထင်တယ် example 4လေးကိုဆက်ပြီးကြည့်ရအောင် example 4သူက prove that တတိယပြခိုင်းနေ AB the whole power n equal to A power n B power n for every natural number n တဘာဝဂိန်းနိုင်အလုံးအတွက်ကိုမှမှန်ကြောင်းတတိပြခိုင်းနေဒီမှာတော့သူက mathematical intention ကိုအသုံးပြုပြီးတော့မတွက်ခိုင်းဘူးဒါပေမဲ့ဆရာတို့ကတိကိုတိရမယ်အဲ့ဒါကြောင့်မို့စပြီးကြည့်ရအောင် PN ကိုဒီနှုတ်တော့မှာပေါ့ let pn denote the statement ab power n equal to a power n b power n ဆိုပြီးတော့မှတတ်မှတ်ပေးလိုက်ပြီဟုတ်ပြီ PN ကိုတက်မှတ်ပြီးွားပြီဆိုရင် P1 မှန်ကြောင်းပြမယ် P1 မှန်ကြောင်းပြမယ်ဆိုရင် for and equal to 1ဖြစ်တဲ့အခါမှာဆိုရင် left hand side left hand side ကကြတော့ AB power 1 AB power 1ကဘာပဲလဲဆိုတော့ AB ပဲပေါ့အဲ့စီ right hand side ကိုကြည့်မယ် a power 1 b power 1အဲ့တော့ဘာပဲရမလဲဆိုရင် ab ပဲရမှာပေါ့အဲ့ဆိုရင် left hand side နဲ့ right hand side နဲ့ကတူသွားပြီ left hand side နဲ့ right hand side တူသွားပြီဆိုရင် n equal to 1ကမှန်သွားပြီပေါ့ဒါကြောင့်မို့လို့ the statement pn is true for n equal to 1ဒီ statement ဟာဆိုရင်မှန်သွားပြီအဲ့တော့ n equal to 1မှန်သွားပြီဆိုရင်ဘာလုပ်ပြရမှာလဲ n equal to k ဖြစ်ကြောင်းမှန်ကြောင်းယူဆပြရမှာအဲ့တော့ option that the statement is true for n equal to k n equal to k မှန်တယ်လို့ယူဆခဲ့မယ်ဆိုရင်အဲ့ဆိုရင်ဒီမှာ အန်နီယာလီမှာပါထည့်ရမှာလေ K လေးတွေထည့်မှာပေါ့ဒါကြောင့်မို့လို့ AB တဟိုးပါဝါ K equal to A ပါဝါ K B ပါဝါ K ဆိုပြီးရလာမှာဖြစ်တယ်အဲ့တော့ဒီမှာ n equal to k ကမှန်သွားပြီလို့ယူဆခဲ့မယ်ဆိုရင်ဘာမှန်ကြောင်းပြရမှာလဲ n equal to k plus 1မှန်ကြောင်းပြရမှာဒါကြောင့်မို့လို့ we will show that the statement is true for n equal to k plus 1အဲ့ဆိုရင် to prove တတိယပြမယ်ဟာကြတော့ဒီ k နေရာမှာ k plus 1ထဲတော့ AB the whole power K plus 1 equal to A power K plus 1 B power K plus 1မှန်ကြောင်းသတိပြရတော့မယ်အဲ့တော့ proof သတိပြရတော့မယ်အဲ့တော့လဟန်းစိုက်ကိုစာရေးမယ် AB the whole power K plus 1အဲ့တော့ AB the whole power K plus 1ဆိုတာကြတော့ AB power K into AB power 1ပေါ့ဟုတ်လားအဲ့ဆိုရင်ဒီမှာဆိုရင် သူကသူရသူရလေးရေစုမယ် A power K B power K B K ဆိုပြီးတော့မှတကွင်းကြီးစီမှာပြန်ထည့်လိုက်မယ်ဟုတ်ပြီနော်ဒီပေါ်က power K ရ A နဲ့လဲဆိုင်နေ B နဲ့လဲဆိုင်နေဒါကြောင့်မလို့ A power K B power K လို့သတ်မှတ်ပြီးဝါရင်အနောက်မှာ into AB ဆိုပြီးရမယ်အဲ့တော့ A အောက်ကကိန်းလေးတွေတူလာတဲ့ဒီကိုစုရေးမယ်အားကြောင့်မလို့ A power K into A into B power K into B ဟုတ်ပြီအခြေသူကိန်းနောက်ခုကိုမြောက်တဲ့အခါမှာထက်ညွန့်တွေဘာလို့ပြရလဲ ပေါင်ပေးရတယ်။ဘာမှအပေါ်မှာမတင်နိုင်ပါဝါက1ရှိရလို့တတ်မှတ်ကမယ်။ဒါအကုန်လုံးကတည်ထားပြီးသားလေးတွေ။အားကြောင့်မလို့ဘယ်လိုဖြစ်သွားလဲဆိုတော့ equal to a ပါဝါ k +1 b ပါဝါ k +1 ဆိုပြီးတော့မှရလာမှာဖြစ်တယ်။အဲ့တော့သတိပြလိုက်ပြီး ab the whole power k plus 1ကနောက်ဆုံးပါရခဲ့လေ a equal to k plus 1 b equal to k plus 1ဆိုပြီးတော့မှရသွားပြီဒါကြောင့်မလို့ k plus 1ဆိုတဲ့အဆင့်ကလည်းမှန်ကန်သွားပြီပေါ့ ဒါကြောင့်မို့လို့ therefore the statement is true for n equal to k plus 1ဆိုတာမှန်သွားပြီအဲဆိုရင်နောက်ဆုံးမှဆိုရင်သူကဘာရေးပြရမလဲဆို conclusion ပေါ့ hence by principle of mathematical induction the statement pa is true for all natural number n natural number n အတိုင်းအတွက်ကိုမှဒီဟို statement pn ကြီးကမှန်ကန်သွားပြီဆိုပြီးတော့မှဒီ mathematical induction ကိုသုံးပြီးတပြသွားတာဖြစ်တယ် အဲ့ဆိုရင်ဒီပုံမှန်လည်းနားလည်မယ်လို့ထင်တယ်အဲ့တော့ဆရာတို့ XML file လေးကိုဆက်ပြီးတော့မှကြည့်ရအောင် XML file သူကဒီ statement ကြီးပေးထားတယ်ဟောနော် prove that 1 into 3 plus 2 into 3 square plus 3 into 3 cube plus dot 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 n into 3 power n ဆိုတော့ဒီ statement equal to 2n minus 1 into 3 power n plus 1 plus 3 by 4ဆိုတော့ဒီ statement ကြီးတစ်ခုလုံးပေးထားတယ် ပေးထားပြီးတော့မှမှန်ကြောင်တသက်ပြခိုင်းပြီအဲဆိုရင်စပြီးတော့မှသူ့ရဲ့စိတ်မှန်ကိုဘာလို့သတ်မှတ်မလဲ PN လို့သတ်မှတ်မယ်ဒါကြောင့်မလို့ let PN denote the statement ဆိုပြီးတော့မှဒါလေးကိုသတ်မှတ်ပေးလိုက်ပြီးအဲဆိုသတ်မှတ်ပြီးွားပြီဆိုရင်ဘာလို့ပြရမှာလဲ1ကမှန်ကြောင်ပြရမှာဟုတ်ပြီနော် p1 မှန်ကြောင်ပြမယ်ဆိုရင် n equal to 1လို့ဖြစ်တဲ့အခါမှာဆိုရင် left hand side ကိုစာကြည့်မယ်ဒီဟာလေးကိုရှင်းမှာပေါ့ left hand side မှာဆိုရင်1 into 3 power 1 အဲ့တော့3 power 1က3ပဲအားကြောင့်မလို့3ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့ left hand side မှာ3ရပြီဆိုရင် right hand side ကိုသွားကြည့်မယ် right hand side ရဲ့အန်နေရာတိုင်းမှာပါထဲမှာလေ1လေးတွေစားထုမှာပေါ့2 into 1ဆိုတော့2ပဲရမယ် minus 1က minus 1 3 power and plus 1ဆိုတော့1 plus 1 plus 3 by 4အဲ့တော့ဒီမှာရှင်းလိုက်တဲ့ခါမှာဆိုရင်2 1က1ပဲ3 power 2 3 square ပေါ့ plus 3 by 4 3 square က9 3နဲ့ပေါင်းတော့တွဲတွဲပိုင်း4ကပါလေဆိုတော့3ပဲရမှာပေါ့အဲ့တော့ left hand side နဲ့ right hand side တွေကတူသွားပြီ left hand side တက်တော့ကလည်း3ရတယ် right hand side တက်တဲ့ခါမှလည်း3ရတယ်ဒါကြောင့်မို့လို့ p1 ကမှန်သွားပြီ this statement p and it true for n equal to 1 n equal to 1ကမှန်သွားပြီဆိုတော့ဘာလို့ရမလဲ n equal to k မှန်ကြောင်းယူဆရမယ်ဒါကြောင့်မို့လို့ option that the statement is true for n k that is ဒါကြောင့်မို့လို့ n နေရာတိုင်းမှာပါထည့်ပြရမှာလေ k လေးတွေထည့်ပြရမှာအဲ့တော့ဒီနောက်ဆုံးဒီ n 3 power n နေရာမှာ k into 3 power k ဆိုပြီးပြောင်းရမယ်ဒီနာ n လေးနေရာမှာလေ k လေးပြောင်းရမယ်ဒီနေရာက n လေးနေရာမှာလေ k ပြောင်းရမှာပေါ့အဲ့ဆိုရင် n equal to k မှန်ကြောင်းယူဆပြီးွားပြီဆိုရင် n equal to k plus 1ကမှန်ကြောင်းတက်တည်ပြပြရတော့မယ်အဲ့တော့ k into သရီးပါဝါ K နေရာမှာ K နေရာမှာဗာထည့်ပြရမလဲဆိုရင် K plus 1 into 3 power k plus 1ပေါ့သူ့ရဲ့နောက်မှာဆက်ပြီးတော့မှထည့်ရမယ့်ကဏ္ဍကဒါလေး equal to ဘာဖြစ်ရမလဲဆိုရင်ဒီနေရာမှာ k plus 1ဖြစ်ရမယ်အဲ့တော့2 into k plus 1 minus 1အဲ့တော့3 power k plus 1 plus 1 plus 3 by 4 ဲ့တော့ဒီကိစ္စကိုရှင်းတဲ့အခါမှာဆိုရင်2 2 1 1ဒီမှာဆို3 power k 2 3 4ဆိုပြီးတော့မှနောက်တစ်ဆင့်မှာမှန်ကြောင်းတက်သေးပြပြရမယ်အဲ့တော့ဆက်ကြည့်ရအောင်ဆက်ကြည့်မယ်ဆိုရင် we will show that the statement is true for n equal to k plus 1 n equal to k plus 1ဖြစ်ကြောင်းတတိပြပြီး proof တတိပြရမယ်ဆိုရင်အရှိမရှင်းပြခဲ့တဲ့ဒီ statement ကြီးဖြစ်ကြောင်းတတိပြရတော့မယ်အဲ့တော့ လဟန်ဆိုင်ကိုစာရေးမယ်လဟန်ဆိုင်ကိုရေးပြီးဝါပြီးရေးပြီးဝါရေးဒီမှာစပြီးတွက်မယ်စနတော့က1 into 3ရနေမှာဒီ k into 3 power k ဒီတွက်ခဲ့တဲ့ဟာမှာဆိုရင် 2k minus 1 into 3 power k plus 1 minus 4ဆိုပြီးမှရခဲ့တယ်အနောက်မှာ k plus 1 into 3 power k plus 1ဆိုပြီးမှရမှာဖြစ်တယ်အဲ့တော့ပိုင်းကြီးညှိမယ်ပိုင်းကြီးညှိတော့ဒီမှာဆိုရင် တစ်ခုလုံးကို4နဲ့မြောက်တော့4 k 1 3 k 1ဆိုပြီးတော့မှရလာမှာဖြစ်တယ်အဲ့တော့စက်ကြည့်အောင်စက်ကြည့်မယ်ဆိုရင်ဒီမှာ3 k 1ကိုဘုံထုတ်လိုက်မယ်3 k 1ကိုဘုံထုတ်မယ်ဆိုရင်ဒီမှာလည်း3 k 1ကိုဘုံထုတ်မှာပေါ့ရလာမယ်ဖြစ်ရကြတော့2 k 1ဒီမှာဆိုဝင်မြောက်လိုက်မယ်4 k 4 plus 3 by 4ဆိုပြီးရလာမှာဖြစ်တယ်ဒီဆင်းရကြတော့3 k 1ကို ပုံထုတ်ခဲ့တဲ့အစဉ်အဲ့တော့ဒီအထက်ရကင်ကနန်လေးတွေကိုရှင်းကြည့်မယ်အထက်ရကင်ကနန်ကိုရှင်းကြည့်မယ်ဆိုရင်ဒီမှာ 2k နဲ့ 4k နဲ့ပေါင်းလိုက်မယ်ဆိုရင် 6k ဆိုပြရမယ် -1 နဲ့4နဲ့ရှင်းမယ်ဆိုရင် +3 ဆိုပြရမှာပေါ့ဒါကြောင့်မို့လို့ 3k +1 6k plus 3 3 by 4ဆိုပြီးရလာမှာဖြစ်တယ်။ဒါလေးရလာပြီ။ဒါလေးရလာပြီဆိုရင်နောက်တစ်ဆင့်မှာမပါလို့မလဲ။မပါလို့မလဲဆိုတော့ ဒီမှာ3လေးကိုပုံထုတ်မယ်3ကိုပုံထုတ်မယ်ဆိုရင်ဘာကြံမလဲဆိုရင် 2k+1 ဆိုပြီးကြံပါပေါ့ကြံတဲ့ဟာတွေကဘာမှမပြောင်းလဲဘူးเนาะဒီအဆင့်မှာ3လေးကိုပုံထုတ်ခဲ့တာ3ကိုပုံထုတ်လိုက်တော့ 2k+1 ဆိုပြီးကြံမယ်အဲ့တော့ဒီမှာကြည့်မယ်အောက်မှာ3ဒီမှာ3ဟုတ်ပြီเนาะပါဝါဒီမှာ1လေးရှိတယ်အဲ့တော့အခြေတူရင်ထက်ညွန့်တွေကိုပေါင်းလို့ရတယ်ဒါကြောင့်မို့လို့3ပါဝါ k+1 ဒီမှာဆို +1 လေးပေါင်းเนาะ k+2 ဆိုပြီးဖြစ်သွားမှာပေါ့ 3 power k plus 2ကျန်တဲ့ဟာပြန်ကူးတယ်2 k plus 1 plus 3 by 4ဆိုပြီးရလာမယ်ဒါမဲ့ကြည့်လိုက်ဒီမှာ3 k plus 2ဆိုရင်အဆင့်နေတော့ရသွားပြီဒီနေရာမှာဒီအဆင့်နေမရသေးဘူးမရသေးတော့ဘာလုပ်မလဲဆိုရင်ဒီမှာ2 k plus 1ကိုပုံထုတ်ကြည့်မယ်ပုံထုတ်ရင်2လေးကိုပုံထုတ်လိုက်ရင်ဘာကြံမလဲဆိုရင်2ကိုပုံထုတ်လိုက်ရင်ဒီမှာ k ပဲကြံမယ်ဒီမှာ2မှမဟုတ်တာ1ဆိုတော့ဒီမှာဆိုရင် plus 1 minus 1ဆိုပြီးတော့မှထုတ်ပြရမှာပေါ့အဲဆိုရင်စက်ကြည့်ရအောင်အဲစက်ကြည့်ခါမှာဆိုရင် 3k 2ဒီမှာ2လေးပုံစံခါမှာဆိုရင် 2k 1ဒီမှာဆိုရင်မြောက်ရင်တော့2ပဲရမယ်လေ minus 1ဆိုရင် plus 1ပဲဒီအဖြေတွေပဲပြန်ရမှာဒါကြောင့်မလို့ 3k 2 into 2k plus 1 minus 1 plus 3 by 4ဆိုပြီးရလာမှာဖြစ်တယ်ဒီမှာဆိုရင်ဇာအရှိနဲ့နောက်ကိုနေရာပြောင်းပြီးတော့ရေးပြလိုက်တာပေါ့ပထမသူရေးတာကတော့ 3k plus 2ကိုရှေ့မှာထားရေးတယ်ဒီမှာဆိုရင် 3k plus 2ကိုနောက်မှာသူရဲ့အဆင့်တိုင်းတော့ပြန်ထားပြလိုက်တဲ့အဆင့်လေးပဲဘာမှမပြောင်းလဲပါဘူးเนาะဒီပုံသင်ကြီးကိုပဲအရှိနောက်နေရာချိန်ပြီးလိုက်တာဒါကြောင့်မို့လို့စာလေးရေးတော့မယ် therefore the statement is true for n equal to k plus 1 n equal to k plus 1ဆိုတဲ့ statement ကြီးက မှန်သွားပြီအာဆေနောက်ဆုံးမှာ conclusion ရေးပြလိုက်မယ် hence by principle of mathematical intention the statement p n is true for all natural number n ဆိုပြီးတော့မှာနောက်ဆုံး conclusion နဲ့ရေးပြပြီးွားရင်ပြီးွားပြီပေါ့အဲဆိုရင် example 5တိရောက်လာပြီဆိုတော့နည်းနည်းလေးနားလည်မယ်လို့ထင်တယ် example 6လေးကိုဆက်ပြီးတော့မှာကြည့်ရအောင်ဟုတ်ပြီ example 6ဆရာရှိရအိမ်မှာဖတ်ပြသွားတော့ဦးနော်သူပြောတယ် proof that တတိပြခိုင်းတဲ့ဟာကြတော့ a minus b is a factor of a power n minus b power n a minus b ဟာဆိုရင် a power n minus b power n နဲ့ factor စခွဲခြင်းဖြစ်တယ်ဆိုပြီးတော့မှတသေပြခိုင်းနေတသေပြခိုင်းပြီဆိုရင်ဆရာတို့ပထမဆုံးဒီနှုတ်သတ်မှတ်ပြရမှာ pn ဆိုပြီးတော့မှသတ်မှတ်ပြရမယ်ဒါကြောင့်မို့လို့ pn denote the statement a minus b is a factor of a power n minus b power n ဆိုပြီးတော့မှသတ်မှတ်ပြလိုက်ပြီ pn သတ်မှတ်ပြီးွားရင်ဘာလုပ်ရမှာလဲ အမှန်ကြောင့်တက်တည်ပြရမယ်ဒါကြောင့်မို့လို့ for n equal to 1ဖြစ်တဲ့အခါမှာဆိုရင် a power 1 minus b power 1 equal to a minus b အဲ့တော့ဒီ n နေရာလေးဒီမှာ1လေးဒီစားထွေးခါမှာဆိုရင် a minus b ဆိုပြီးတော့မှရလာပြီးအဲ့ဆိုရင်သူက factor ဖြစ်သွားပြီပေါ့ဒါကြောင့်မို့လို့ so a minus b is a factor of a power 1 minus b power 1 a power 1 b power 1 factor ဖြစ်သွားပြီဆိုရင် the statement b is true for n equal to 1 and the statement လေးကမှန်ကန်သွားပြီ n equal to 1အတွက်မှန်ကန်သွားပြီဆိုရင် n equal to k ဖြစ်တယ်လို့မှန်တယ်လို့ယူဆပြရမယ်ဒါကြောင့်မလို့ option that the statement is true for n equal to k ယူဆပြရဆိုရင် n နေရာတိုင်းမှာပါထည့်ရမှာလေ k လေးတွေထည့်ရမှာဒါကြောင့်မလို့ a - b is a factor of a power k - b power k ဆိုပြီးတော့မှာ ယူဆထားပြီးအဲ n equal to k မှန်နေလို့ယူဆမယ်ဆိုရင်ဘာဖြစ်ကြောင်သက်သေပြပြမှာလဲ n equal to k plus 1ဖြစ်ကြသက်သေပြပြရမယ်ဟုတ်ပြီအဲ့ဒါဆက်ကြည့်ရအောင်အဲ့ဒါဆိုရင် n equal to k plus 1ဖြစ်ကြောင်သက်သေပြမယ်ဆိုရင် proof သက်သေပြမှာကြတော့ a minus b is a factor of a power k plus 1 minus b power k plus 1ဟုတ်နော် a power k plus 1 b power k plus 1ဖြစ်ကြောင် တက်တည်ပြပြရမယ်။ဘာလဲဆိုရင် a- b ရဆိုရင်စခွဲကိန်းဖြစ်ကြောင်းတက်တည်ပြပြရမယ်။အဲ့တော့ proof တက်တည်ပြတော့မယ်။တက်တည်ပြရခါမှာဆိုရင် a power k plus 1 minus b power k plus 1အဲ့ဆိုရင် a power k plus 1 minus b power k plus 1အဲ့ဒီမှာဆိုရင် a နဲ့ b နဲ့ကိုပုံထုတ်ပြီးတော့ရေးချင်တာဒါကြောင့်မို့လို့ a power kb ဆိုပြီးတော့မှပုံထုတ်ပြီးရေးမယ်ဒါကြောင့်မို့လို့ a power k+1 ကသူ့ရဲ့အတိုင်းပဲ minus b power k plus 1ကလည်းသူ့အတိုင်းပဲဒီမှာဆိုရင် minus a power k b plus a power k b ဆိုတာကြတော့ခိငက်နက်ကအတူတူပဲလက္ခဏာပဲ क्वे တယ်အကယ်၍ပြန်ချိန်မယ်ဆိုရင်ခြေလို့ရတယ်အဲ့တော့ခြေမယ်ဆိုရင်0ပဲပြန်ရမှာဆိုတော့ထည့်ရေးကြတော့မလို့ဒါပေမဲ့ဒီအဆင့်မှာလိုအပ်လို့ထည့်သုံးမိတာဒါအဲ့တော့ a power k plus 1 minus a power k into b plus a power k into b minus b power k plus 1 ီအဆင့်မှာဆိုရင်ဘာလို့လုပ်ရဆိုရင် A power K လေးကိုပုံထုတ်မယ် A power K ကိုပုံထုတ်ရင်ဘာကြံမလဲဆိုရင် A power 1ကြံမလို့ A ပေါ့ A minus B plus B ကိုပုံထုတ်မယ်ဆိုရင် A power K minus B power K ဆိုပြီးတော့မှကြံမှာဖြစ်တယ်အဲ့တော့ဒါကိုတက်သိတဲ့အခါမှာဆိုရင်ဒီအလေးကိုရလာခဲ့ပြီဟုတ်ပြီနော်ဒါကဘာမှမဟုတ်ဘူးနော်ဒီအဆင့်လေးပဲပို့သွားတာအဲ့တော့သူကဖတ်တာဖြစ်သွားပြီပေါ့ဒါကြောင့်မို့လို့စအလေးရေးပြရမယ် စင် a minus b is a factor of a power k a minus b ဟုတ်နော် into a minus b လေးရဲ့ဒီ factor စခွဲခြင်းဖြစ်သွားပြီဆိုရင်နောက်တစ်ခု a minus b is a factor of a power k minus b power k a power k minus b power k ရဲ့ factor လည်းဖြစ်သွားပြီဒါကြောင့်မို့လို့တစ်ခုလုံးရဲ့ factor ဖြစ်သွားပြီဒါကြောင့်မို့လို့ a minus b is a also factor of a ဒါလေးရဲ့ဒီနောက်ဆုံးရခဲ့တဲ့ အဖြေလေးရဲ့ factor ဖြစ်သွားပြီပေါ့ဒါကြောင့်မို့လို့ so a minus b is a factor of a power k plus 1 minus b power k plus 1ဆိုပြီးတော့မှဖြစ်သွားပြီဟုတ်ပြီဒီမှာဆို k plus 1ကလည်း factor ဖြစ်ကြောင်းမှန်ကြောင်းတတိပြပြီးသွားပြီဆိုရင်တော့သူကဘာရေးပြရတော့မလဲဆိုရင် therefore the statement is true for n equal to k plus 1အဲ့ဒါဆို conclusion ရတော့မယ် hence by principle of mathematical induction အရာ the statement pn is true for all neutral number n neutral number n အတွက် pn ကမှန်သွားပြီဆိုပြီးတော့မှရေးပြရမှာဖြစ်တယ်အဲဆိုရင်ဒါကြတော့ factor စခွဲကိန်းခွဲတဲ့ပုံစံအရှိမကြတော့ multiple ဆိုတဲ့ဇာတုကိန်းလုပ်တဲ့ပုံစံမျိုးလေးအဲဆိုရင်နောက်ဆုံးတစ်ပုတ်ပဲကျန်တော့တယ် exam 7နဲ့ channel လိုက်ကြည့်ပေးပါ exam 7ကြတော့ပုံစံလေးနည်းနည်းပြောင်းတယ်သူကပြောရတယ်ပြုတဲ့တသိပြကိန်းနဲ့4 and less than 2n square ဆိုတာကြတော့ two and ထက်ကိုငယ်တယ် तू ကအောက်ကိုငယ်ချောင်းကိုတက်တည်ပြခိုင်းတယ်ဒီမှာဆိုရင်တော့ तू ကအရင်တော့လိုမျိုးပဲ network number တိုင်းတက်မှောက်တော့ဘူး for all network number and greater than or equal 0 and then ဘိုးက5ဖြစ်လို့ရတယ်5ထက်ကြီးရဆိုတော့67 assertion တပြင်းသွားမှာပေါ့ infinity သွားလို့ရတယ်ဟုတ်ပြီနော်ဒါပေမဲ့5 out တော့ငယ်လို့မရဘူးအဲ့တော့တက်တည်စပြီးတော့မှပြတော့မယ် တတိစားပြမယ်ဆိုရင် pn လို့ဒီနှုတ်မှာပေါ့ let pn denote the statement for and less than 2n ဆိုပြီးတော့မှဒီနှုတ်သတ်မှတ်ပြီးလိုက်ပြီးသတ်မှတ်ပြီးွားရင်ဒီမှာ and mode 1လို့ထိုးလို့မရဘူး तू ကဘာပြောရလဲဆိုရင် and mode က fight နဲ့တူရင် तू မတူရင် fight ထက်ကြီးရမယ်လို့ပြောရတယ်အားကြောင့်မို့ and mode fight ကိုစပြီးတော့မှအစားထိုးကြည့်မယ် for and equal to 5 for and equal to 5ဖြစ်တဲ့အခါမှာဆိုရင် left hand side ကိုစကြည့်မယ် left hand side က 4n 4n ဆိုတော့4 into 5 equal to 20ဆိုပြီးရလာမှာဖြစ်တယ်။အဲ့တော့ left hand side က20ရပြီဆိုရင် right hand side ကိုကြည့်မယ်2 power n 2 power n ဆိုတော့2 power 5 2ကို5ရက်တဲ့32ဆိုပြီးတော့မှရလာမှာဖြစ်တယ်။ဒါကြောင့်မို့လို့ left hand side နဲ့ right hand side ကိုရှင်းကြည့်မယ် left hand side က20ပဲရှိတယ် right hand side က32တောင်ရှိတယ်။ဒါကြောင့်မို့လို့ left hand side နဲ့ right hand side ကပိုကြီးနေတယ်။အဲ့ကြောင့်မို့လို့ n equal to 5ဆိုတဲ့ ယူဆချက်ကမှန်သွားပြီဒါကြောင့်မို့လို့ the statement pn is true for n equal to 5 n equal to 5ကမှန်သွားပြီလို့တတိပြပြီးွားပြီ n equal to 5မှန်သွားပြီလို့တတိပြပြီးွားရင်ဘာလို့ယူဆပြရမလဲ k မှန်တယ်လို့ယူဆပြရမယ် n equal to k မှန်ကြောင်းယူဆပြရမယ်ဒါပေမဲ့ x ကစွန့်နာတိုင်းပဲ greater than or equal 5 5ထက်ကြီးကိုကြည့်ပြရမယ်မကြည့်ရင်5နဲ့တူပြရမယ်ဒါကြောင့်မို့လို့ 4k less than 2 power k ဆိုပြီးရလာမှာဖြစ်တယ်ဒီဆင်းကတော့ဟိုတက်တိပြပြီးစရာမလိုဘူးเนาะဒီမှာတော့နောက်တစ်ဆင်းအနေနဲ့သွားမယ်ဆိုရင် to proof တက်တိပြမယ့်ရာကြတော့ဆရာတို့က n equal to k plus 1မှန်ကြောင်းတက်တိပြမှာ哦ဒါကြောင့်မို့လို့ဆရာတို့ n နေရာတိုင်းမှာ k plus 1တွေစားထိုးမယ်ဒါကြောင့်မို့လို့ဖြစ်ဝိုင်းပုံစံလေးကကြတော့4 into k plus 1 less than 2 power k plus 1ဖြစ်ကြောင်းတက်တိပြပြရတော့မယ် ဒါကြောင့်မို့ဆပြီးတော့မှတသိပြတော့မယ်အဲ့တော့ proof တသိပြပြီဆိုရင်လဟန်းဆိုင်တစ်ခုလုံးပြန်ကူးမှာပေါ့အဲ့ဒါဆိုလဟန်းဆိုင်တစ်ခုကိုပြန်ကူးမယ်ဆိုရင် 4into k plus 1အဲ့တော့4က k နဲ့လည်းဆိုင်နဲ့1နဲ့လည်းဆိုင်နဲ့ဒါကြောင့်မို့တစ်ခုချင်းစီဝင်မြောက်တဲ့ခါမှာဆိုရင် equal to 4k plus 4ဆိုပြီးရလာမှာဖြစ်တယ်ဟုတ်ပြီနော်ဒီမှာဆိုရင်4က k plus 1တစ်ခုလုံးနဲ့ဝင်မြောက်ပြီးသွားပြီအဲ့တော့ကြည့်မယ် 4k လေး 4k ဆိုတာဆရာတို့အပေါ်မှာပြောထားရတယ်ဘသူအောက်ဝင်ရလဲ သူပါဝါခေအောက်ကိုငယ်တယ်လို့ပြောရတယ်အဲ့တော့ဒါကြောင့်မို့လို့ဘယ်လိုပြင်ရလို့ရလဲဆိုရင် less than သူပါဝါခေ plus 4ဆိုပြီးတော့မှပြင်ရလို့ရမှာဖြစ်တယ်ဟုတ်ပြီနော်အဲ့ဒါဆက်ပြီးကြည့်ရအောင်ဆရာတို့ဒီမှာဆိုရင်သူပါဝါခေ plus 4အနောက်မှာရှိရဲ့4လေး f ကိုပြင်ရင်းကျင်တယ်ဘယ်လိုရလို့ရလဲဆိုရင်သူပါဝါ k plus 4k ဆိုပြင်ရေးလို့ရတယ်။ဘာကြောင့်လဲဆိုရင်4ကဆိုရင် 4k အကူငယ်တယ်။ဒါကြောင့်မို့လို့ဆရာက 4k ကိုလည်းယူသုံးလို့ရတယ်။ ဒါမျိုး less than 2 power k plus 4k ဆိုပြီးဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မလို့ဆရာဘေးနိုင်မှာရေးတယ် sin for less than 4k ဆိုပြီးရေးထားတယ်။ 4k ဆိုတာဘာတူအောင်ငယ်လဲဆိုရင်2 power k အောက်ကိုငယ်တယ်။ဟုတ်ပြီနော်။ဒါကြောင့်မလို့ဒီမှာပြန်ပြင်ရင်းမယ်ဆိုရင်ဒီပုံစံမျိုးပြင်ရင်းလိုက်တဲ့အခါမှာဆိုရင် equal to 2 power k plus 2 power k ဆိုပြီးပြင်ရင်းလိုက်မယ်။ဟုတ်ပြီ။အဲ့တော့2 power k plus 2 power k ဆိုရင် ဟုတ်ပြီနှစ်ခုပေါင်းမယ်။ဟုတ်ပြီနော်။နှစ်ခုပေါင်းမယ်ဆိုရင်ဘယ်လိုရမလဲဆိုရင် သူအင်သူသူပါဝါခေးဆိုပြီးရလာမှာဖြစ်တယ်ဟုတ်ပြီနော်အဲဆိုရင်ဒီမှာဆိုရင်ကြက်ပအခြေကသူဒီမှာဆိုရင်အခြေကသူအခြေသူကိန်းနှစ်ခုမြောက်တဲ့ခါမှာဆိုရင်ထက်ညွန့်တွေကိုပေါင်းပေးရတယ်ဒါကြောင့်မို့လို့အခြေသူနှစ်ခုမြောက်တဲ့ခါမှာဆိုရင်သူပါဝါ k+1 ဆိုပြီးရလာမှာဖြစ်တယ်ဟုတ်ပြီနော်သူရဲ့ပါဝါက1သူရဲ့ပါဝါ k နှစ်ခုပြင်ပေါင်းတော့ k+1 သူပါဝါ k+1 ဆိုပြီးရလာမှာဖြစ်တယ်ဒါကြောင့်မို့လို့ဆက်ကြည့်ရအောင် ဆရာတို့ပေးတဲ့ဟာမှာဆိုရင် 4into k+1 လေးကိုရှင်းတဲ့ခါမှာဆိုရင်နောက်ဆုံးဆရာတို့ရလာတဲ့ဖြေက2ပါဝါ k+1 ဆိုပြီးရလာမှာဖြစ်တယ်။ဒါကြောင့်မို့လို့ 4into k+1 ဆိုရင် less than ငယ်ပါတယ်။ဘယ်သူအောက်ငယ်လဲဆိုရင်2ပါဝါ k+1 အောက်ကိုငယ်တယ်။ ဟုတ်ပြီနော်ဒါကြောင့်မို့လို့ဆရာတို့ k+1 မှန်ကြောင်းတတိပြရဟာဆိုရင်မှန်သွားပြီပေါ့ဒါကြောင့်မို့လို့ဆက်ရေးမယ်ဆိုရင် therefore the statement is true for n equal to k+1 n equal to k+1 ကမှန်သွားပြီအဲ့ဒါဆိုနောက်ဆုံးအဆင့်အနေနဲ့ဆက်ရေးရမယ်ဆိုရင် hence by principle of mathematical intention the statement pn is true for all natural number n တဘာဝကိန်း n အလုံးအတွက်ကိုမှမှန်သွားပြီဆိုပြီးတော့မှဒီစာလေးရေးပြီးပြီးသွားရင်ဆရာတို့တက်တဲ့ပုံစံလေးကပြီးသွားပြီ ဒါနောက်ဆုံး conclusion ကတော့ဒီအဆုံးတလီအမြဲတမ်းရေးပြရမှာဟုတ်ပြီနော်ဒါလေးကိုအလွတ်ချက်ထားမယ်ဆိုတော့အဆင်ပြေတယ်ဟုတ်ပြီနော်အားဆိုရင်ဆရာတင်ကြပေးတဲ့ငန်းစာကတော့ဒီမှနေပြီးဆုံးသွားပြီအခုလိုနားထောင်ပေးတဲ့ကြောင့်မို့လို့အားလုံးကိုကျေးဇူးများတင်ပါတယ်နားလည်မယ်လို့မျှော်လင့်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်